ကျွန်တော်အခုပြောပြမိမှာတော့အခုလိုအချိန်မှာအသုံးဝင်မယ်လို့ထင်တဲ့နည်းလမ်းလေးတစ်ခုကိုလာပြောပြတာပါအဲ့ဒါပါလဲဆိုတော့ဒီထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ညီကိုမောင်နှမတွေကနေပြီးတော့မြန်မာပြည်မှာရှိတဲ့လူတွေကို15မိနစ်စာ free ခေါ်လို့ရတဲ့နည်းလမ်းလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်။သိရလူတွေတော့လည်းကြော်သားပေါ့နော်မသိရသူတွေသိအောင်လို့ဆိုရင်လည်းတရားနဲ့တရား share သွားပေးကြပါအဲ့က15မိနစ်ကဆိုရင်တော့အရင်လိုချုပ်ချုပ်ထွေးထွေးဘာမှလုပ်ဆရာမလိုတော့ကောဆန္နာကိုလည်းခေါ်ကြမလို့ပါဘူး အရင်ဆုံးကိုကရှောက်ထားပေးလိုက်တာပေါ့နော်ရှောက်ထားပြီးသွားလို့ဆိုရင် तू message ကြလာပြီဆိုတာနဲ့ကိုကသူပြောရတိုင်းလိုက်ပြီးတော့ခေါ်လိုက်တာနဲ့ရပြီပေါ့နော်အဲ့ဒါရှောက်ထားမှာပါရေဘယ်နံပါတ်တွေကိုရှောက်ရမလဲဆိုရင်စတာ9339စတာ8351ရှက်ကောကိုအရင်ခေါ်လိုက်ရတာပါအဲ့အကိုခေါ်လိုက်ပြီဆိုရင် message လေးတစ်ချောင်းကြာလာပါလိမ့်မယ်။အဲ့ message လေးကြာလာပြီဆိုရင်ကိုက ဒီတက်စင်ကတ်ဆိုရင်3934 3935 9 9ကညီမပြေဖုန်းနံပါတ်ကိုထည့်ပြီးတော့ခေါ်มาဖြစ်ပါတယ်။အဲကညီမပြေဖုန်းနံပါတ်ကိုထည့်တဲ့အချိန်မှာ3ညမထည့်ရပါဘူး။9ကနေစပြီးတော့ထည့်ရမှာပါ။ဥမာဒီတက်စင်ကတ်ကနေပြီးတော့ကိုညီမပြေနံပါတ်တစ်ခုကိုခေါ်မယ်ဆိုရင်3934 3935 9ပြီးရင်တော့မထည့်ဘူး9ဥမာနံပါတ်တစ်လုံးခေါ်မယ်ဆိုရင်260 600 266အဲ့လိုမျိုးပေါ့ကိုညီမပြေရနံပါတ်ကို ထည့်ပြီးတော့ခေါ်ရပါတယ်ဘယ်နံပါတ်ကိုလဲဒီလိုပေါ့နော်ညီမပြေမှာ line အင်တာနက်မရပါဘဲဖုန်းနဲ့လမ်းပြီးတော့ပြောရတာအဆင်ပြေမှာပါအဲ့လိုမျိုးဆိုရင်မိသားစုကိုစိတ်ပူနေရတယ်လို့ဆိုရင်လိုပဲပြင်အင်တာနက်မရပါဘဲဖုန်းတော့ပြောလို့ရနိုင်မယ်လို့ထင်တယ်ပေါ့နော်ပြီးတော့2 2စင်ကတရားကြဘယ်လိုလဲဆိုတော့အတူတူပဲကျန်တာအကုန်အတူတူပဲကွဲသွားတာလေးကဖုန်းခေါ်တဲ့အချိန်မှာ3ည3ည6ည3ည3ည5ည အဲညီမပြေဖုန်းနံပါတ်အဲ့လိုမျိုးထည့်ပြီးတော့ခေါ်မယ်နော်ဒီတက်နဲ့အထူးနဲ့နှမျိုးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လာရှင်းပြတာဖြစ်ပါတယ်တကယ်လို့တိသွားတယ်ကျွန်တော်လာမေးကြရလူလည်းရှိရပေါ့နော်ကျွန်တော်အရင်တနေ့ကတင်လိုက်တာကျွန်တော်ကိုယ်တိုင်လည်းမစမ်းရသေးလို့အခုတော့ကျွန်တော်ကိုယ်တိုင်လည်းစမ်းပြီးသွားပြီပြီးတော့နေခင်းကလာမေးရလူလည်းရှိရပေါ့နော်အဲ့လူတွေကိုလည်းပြောလိုက်တော့ကျွန်တော်တို့လည်းအကုန်အဆင်ပြေကြတယ်15မိနစ်စာ free ရပေါ့နော်ကိုယ်မှာ single နှစ်ကတ်ရှိရဆိုရင်ကွာမိနစ်30ဆိုရင်တော်တော်လေးလုံလုံလောက်လောက်ပြောလို့ရရပေါ့နော်အတန်လည်းကြည်ရ internet လို့လည်း ိုပြက်တောက်မနေတော့ဘူးပေါ့เนาะအဲ့လိုမျိုးရတယ်ပြီးတော့ကျွန်တော်ဆိုရင်လည်းလုံးဝဘေးစည်းတော့ကနေခေါ်တာကျွန်တော်ဆိုရင်စမတ်မထားဘူးเนาะဆိုင်မှာလည်း wifi ရရဲဆိုတော့ဆိုင်မှာ wifi နဲ့ပဲကျွန်တော်သုံးတယ်ပေါ့เนาะဘေးစည်းတော့ကနေခေါ်လို့ရလို့တကယ်လည်းခေါ်လို့ရလို့လာပြီးတော့မြောက်ဦးပြန်ဖြစ်ပါတယ်ဒါလေးလာပြောပြတာပါ thank you